Axolotl ဆိုတဲ့တပ်ကြွားလေးဟာမက္ကဆီကိုနိုင်ငံဆိုရှီမိုကိုကန်ဒီမှာပဲမူလဇိမိရှိတဲ့ထူးခြားစမ်းကြဲတဲ့ရင်းနေတပ်ကြွားတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့ရုပ်တွင်ကအမြဲတမ်းပြုံးနေတဲ့အောင်ရှိပြီးပါးပြင်နှစ်ဖက်မှာအပြင်ကိုထွက်နေတဲ့ပါဟတ်မွားတွေကသူတို့ကိုပိုပြီးထူးခြားစေပါတယ်။ဒီ Axolotl တွေရဲ့အကြီးကထူးခြားချက်ကတော့သူတို့ရဲ့တတတလုံးတားလောင်းဘဝ lava stage မှာပဲနေထိုင်ခြင်းပဲဖြစ်ပါတယ်။ဖားလောင်းလိုရင်းနေတပ်ကြွားတွေက အရွယ်ရောက်လာရင်ဂုံးပေါင်တက်ဖို့ပုံစံပြောင်းလဲကြပြီမဲ့ Axolotl တွေကတော့ဒီလိုအသွင်ပြောင်းလဲခြင်း metamorphosis မရှိဘဲရေထဲမှာပဲနေထိုင်ကြပါတယ်။ဒါအပြင် သူတို့ဟာကိုခန္ဓာအစိတ်အပိုင်းတွေကိုပြန်လည်ပြုပြင်နိုင်တဲ့စွာအား regeneration ကိုပိုင်ဆိုင်ထားပါတယ်။ခြေလက်အာယုံကြောနှလုံးနဲ့အုံနောက်အစိတ်အပိုင်းတွေကိုတောင်မှအမာရွတ်မကြံဘဲပြန်လည်ဖြစ်ပေါ်စေနိုင်တဲ့အတွက် စေပညာနဲ့သိပ္ပလောကမှာအလွန်တန်ဖိုးရှိရဲ့သူတေသနာဖြစ်ဆက်တစ်ခုဖြစ်ပါတယ်လက်ရှိမှာတော့နေရင်ဒေတာပျက်စီးဆုံးရှုံးမှုကြောင့်အလွန်အမြင့်ချပါတဲ့မျိုးတုံးလူနီးပါးတတ္တဝအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်